88နဲ့21ပါกว่าလဲတောင်ဝ88ဒီမိုကရေစီအရေးတော်ပုံဖြစ်ခဲ့တာအခု ဩဂုတ်လ8ရက်နေ့မှာ38နှစ်ပြည့်ပါပြီ2021ຫນွေဦးဒေါ်လာရေးကလည်း6နှစ်ကျော်9နှစ်တဲတောင်ဝင်နေပါပြီ88လူလူအောင်ကြွမှုဟာ1938မှာဖြစ်ခဲ့တဲ့ထောင်သွင်းအပြည့်အရေးတော်မူပြီးနောက်နှစ်90ကြာမှာ ဖြစ်ခဲ့တဲ့ဒုတိယအကြီးမားဆုံးအုံကြွမှုပါဘိုနေဝင်းရဲ့26နှစ်ကြာတပါတီအာနာရှင်စနစ်ကိုဖြုတ်ချနိုင်ခဲ့ပါတယ်2021ຫນွေဦးဒေါ်လာရေးရဲ့အရှိန်အဟုန်ကလည်း ကဘာကအံ့ဩရလောက်အောင်ကြီးမားလာပါတယ်88နဲ့2021လူမှုအုံကြွမှုတစ်ခုလုံးရဲ့အချိန်အဟုန်ကို ကြည့်မယ်ဆိုရင် နိုင်ငံတဝန်းဖြစ်ခဲ့တာတူညီပြီးအခြေခံပန်းနိုင်ကလည်းဒီမိုကရေစီအတွက်အတူတူပါပဲဒါပေမဲ့88ရေတော်ပုံဟာ revolution လို့ခေါ်လို့ရတဲ့ဒေါ်လာရေးအဆင့်ကိုမရောက်ခဲ့ပါဘူး2021လူမှုအုံကြွမှုကတော့လက်နက်ကင်ဒေါ်လာရေးအဆင့်ကိုပြောင်းလဲခဲ့ပါတယ် လက်ရှိ2021 Federal Democracy နောက်ဆုံးတိုက်ပွဲအောင်မြင်ဖို့အတွက်88ကဘာသင်ကန်းစာတွေယူနိုင်မလဲဘာတွေကွာလဲသမိုင်းကိုပြန်ကြည့်အောင်ပထမဆုံးကွဲပြားချက်ကိုမြင်သာအောင်ပြောမယ်ဆို88နဲ့2021နှစ်ခုလုံးကဒီမိုကရေစီတိုက်ပွဲဆိုတဲ့မတန်းရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်မယ်ဆိုရင်သူတို့ရဲ့အဖွင့်စက်တင်တွေကစပြီးမတူကြပါဘူး 88ရေတော်ပုံမှာဖြစ်ခင်အခြေအနေကိုမျက်စိတဲ့ပုံအောင်မြင်ကြည့်ရမယ်ဆိုရင်ကျွန်တော်နိုင်ငံဟာရန်အိုးတစ်ခုလိုပောက်ကွဲဖို့အသင့်အနေထားမှာရှိနေခဲ့ပါတယ်။1962ကတည်းကတပါတီအာဏာရှင်စနစ်ဖိနှိပ်မှုအောက်မှာနှစ်ပေါင်း26နှစ်ကြာပြည်သူတွေမွန်းကျက်နေခဲ့ရပါတယ်။အာရှရဲ့စပယ်ကြီးလိုတင်စားခံခဲ့ရတဲ့စန်စဘာပေါ်ကျွယ်ဝတဲ့နိုင်ငံကနေကမ္ဘာအဆင်းရဲဆုံးနိုင်ငံဖြစ်သွားခဲ့ပြီးစားဝတ်နေရေးလဲကြက်တဲနေကြပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့တကားပိတ်စနစ်ကြောင့်ပြောင်းလဲတိုးတက်နေတဲ့ကဘာကြီးနဲ့လဲအဆက်အသွယ်ပြတ်တောက်ပြီးနိုင်ငံအတွက်ဂုံယူစရာဆိုလို့ကုန်းကောက်စရာမရှိတော့အောင်ပါပဲအဲ့ဒီရန်အိုးကြီးကိုပေါက်ကွဲစေတဲ့စနက်တန်ကတော့လုံတိန်တွေနဲ့ចောင်းသားတွေကြားကအဒီကျုံးပါပဲမလဆသောရွံ့နဲ့ကိုဖုံးမော်တည်ဆုံးမှုဟာရန်အိုးကြီးဖြစ်နေတဲ့မြန်မာပြည်ကိုဒီမိုကရေစီအုံကြွမှုကြီးဖြစ်စေတဲ့အထိပေါက်ကွဲစေခဲ့ပါ ဒါက88ရက်စက်တင်ဘာနောက်နှစ်ပေါင်း33နှစ်ကြာ2021မှာဖြစ်တဲ့ຫນွေဥဒေါ်လာရဲ့စက်တင်ကတော့လုံးဝမတူပါဘူးစန့်ကျင်ဘဲလို့ပြောလို့ရပါတယ်2021 February လတည့်ရက်နေ့ဟာတကယ်ဆိုရင်ပြည်သူတွေအတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ရမှာပါဒုတိယ9နှစ်သက်တမ်းအတွက်ရက်သားအစိုးရသည့်ဖွဲ့စည်းဖို့ပြင်ဆင်မှုတွေကိုလွှတ်တော်ထဲမှာစတင်ရမယ်ပထမဆုံးနေ့တစ်နေ့ပါစစ်တရဲ့ 2008ဖွဲ့စည်းပုံအောက်မှာသွားနေပေမဲ့သူတို့ရွေးခဲ့တဲ့ပြည်သူအစိုးရဒုတိယတပ်တန်းမှာတိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်သွားနေပြီးအဆအဆအရာရာပိုတိုးတက်လာမယ်ဆိုတော့ညှော်လင့်ချက်တွေအပြည့်နဲ့ပြည်သူတွေစောင့်မျှော်နေခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒါပေမဲ့အာယုံမတက်ခင်မှာပဲအဲ့ဒီညှော်လင့်ချက်တွေကိုစစ်တပ်ကအာဏာသိမ်းမှုနဲ့ခြေမွ်ဖြစ်စည်းလိုက်ပါတယ်။အာဏာသိမ်းမှုကတည်ငြိမ်နေတဲ့နိုင်ငံကိုပောက်ကွဲစေခဲ့တာဖြစ်ပါတယ်။ ဒါက2021ရဲ့ September ဆိုတော့ဒီ setting တစ်ခုကတခြားစီပါပဲ88ကပေါက်ကွဲတော့မဲ့ရန်အိုး2021ကပုံမကောင်းမွန်တဲ့အနာဂတ်ကိုညှော်လင့်နေတဲ့တည်တည်ငြိမ်ငြိမ်အချိန်မှာနောက်ထပ်အရေးကြီးတဲ့ကွဲပြားချက်တစ်ခုက2088ကလူလူအောင်ကြွမှုကြောင့်အာနာသိမ့်မှုဖြစ်တာပါဒါပေမဲ့2021ကတော့အာနာသိမ့်မှုကြောင့် လူလူအောင်ကြွမှုဖြစ်ရတာပေါ့မျက်စိမလဲအောင်ရှင်းရမယ်ဆိုရင်1988ဒီမိုကရေစီရေးတော်ပုံဟာဘူနေဝင်းရဲ့တပါတီအာဏာရှင်စနစ်ကိုဖျောက်ချဖို့ပေါ်ပေါက်လာတာပါ1988ဩဂုတ်လ10ရက်နေ့လူလူအောင်ကြွမှုကနေစတက်မယ်ဆိုရင်တလားနဲ့ဆယ်ရက်တိတိကျတဲ့စက်တင်ဘာ18ရက်နေ့ကျမှစစ်တပ်ကအာဏာသိမ်းတာဖြစ်ပါတယ်2021မှာတော့တိုင်းပြည်ကတည်ငြိမ်ပြီးပြည်သူတွေကသူတို့ရွေးချယ်ထားတဲ့အစိုးရအသစ်ကို ကျိုးစိုးမျောလင့်နေတဲ့အချိန်မှာအာနာသိမ့်ခံရတာပါဆိုတော့လူတို့အုံကြွမှုကြောင့်အာနာသိမ့်တာ88အာနာသိမ့်လို့လူတို့အုံကြွမှုဖြစ်တာ27ပါလုံးဝပြောင်းပြန်ပါဒီနေရာမှာနောက်ထပ်ကွဲပြားချက်တစ်ခုရှိပါသေးတယ်တကယ်တော့88မှာစစ်တပ်ကအာနာသိမ့်တာမဟုတ်ပါဘူးမဆလာအစိုးရဆက်အုပ်ချုပ်လို့မရလောက်အောင်ပြည်သူတွေကစန့်ကျင်တဲ့အတွက်ဘုန်နေဝင်းကသူ့ရဲ့တစ္ဆာတော်ကန်စစ်တပ်ကို ာနာလွှဲပေးလိုက်တာပါ။ဒါပေမဲ့2021ကတော့တကယ်အာနာသိမ်းတာပါ။ရေကောက်ခံအယက်သားအစိုးရစီကနေစစ်တပ်ကအာနာကိုအတမလူယူလိုက်တာပါ။ဒီအချက်တွေကမြန်မာဒီမိုကရေစီလူလူအုံကြွမှုနှစ်ခုရဲ့အရေးကြီးတဲ့အခြေခံကွာခြားချက်နှစ်ခုပါ။အဲ့ဒီကွဲပြားတဲ့နိုင်ငံရေးစတင်နှစ်ခုက ဖြစ်ပေါ်လာတဲ့နိုင်ငံရေးဖြစ်စဉ်တွေကလည်းမတူကြပါဘူး။ဒါပေမဲ့ လူလူအောင်ကြွမှုနှစ်ခုလုံးမှာတူတာကတော့ပြည်သူတွေရဲ့တက်တိနဲ့စစ်တပ်ရဲ့ရရက်ဆက်ဆက်နေနှင်းမှုပါပဲ88မှာလဲဆန္ဒပြသူပြည်သူပေါင်း3000ကျော်လောက်ပြစ်သက်ခံခဲ့ရပြီးထောင်ထဲချီတဲ့သူတွေဖမ်းဆီးထောင်ချခံခဲ့ရပါတယ်ဒါပေမဲ့အနာလွဲယူခဲ့တဲ့နိုင်ငံတော်ညီဝင်ပြပြမှုဒီဆော်ရေးအဖွဲ့နာဝတာဆိုတဲ့စစ်အစိုးရဟာ88လူလူအောင်ကြွမှုကြောင့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုမဖြစ်မနေပေါ်ဆောင်ပေးခဲ့ရပါတယ် အဲ့ဒီနိုင်ငံရေးခင်းကျင်းမှာအဓိကလမ်းကြောင်း၃ခုပေါ်လာပါတယ်တစ်ကပါတီနိုင်ငံရေးလမ်းကြောင်းနှစ်ကကျောင်းသားသမဂ္ဂတွေရဲ့ရှုဝက်နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းနဲ့သုံးကတော့ M struggle AS ဆိုတဲ့လက်နက်ကန်လမ်းကြောင်းပါနဝတအစိုးရကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးမှနိုင်ငံရေးသမားဟောင်းတွေအပြင်ညနေသစ်တွေပါပါတဲ့ပါတီပေါင်း230ကျော်ပေါ်ပေါက်ခဲ့ပါတယ် ိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဥနုဒွန်ဆန်းစုကြည်ကွန်မြူနစ်ဟောင်းတွေဗိုလ်ချုပ်ဟောင်းတွေတိုင်းသားပေါင်းစုံခေါင်းဆောင်တွေနဲ့88ဒီမိုကရေစီရေးတော်ပေါ်မှာပါဝင်ခဲ့တဲ့လူငယ်ចောင်းသားတွေကအစနိုင်ငံရေးပါတီတွေဖွဲ့ခဲ့ကြပါတယ်။ဒါကြောင့်မို့ရွေးကောက်ပွဲလမ်းကြောင်းကနေဝင်ပြီးဒီမိုကရေစီအတွက်ဆက်တိုက်ပွဲဝင်ဖို့ဟာအဓိကနိုင်ငံရေးလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကကမ္ဘာနိုင်ငံရေးနဲ့နိုင်ရှင်ကြည့်ဖို့ လို့ပါတယ်ဆိုဗီယက်ယူနီယံအပါအဝင်အရှေ့ဥရောပမှာကွန်မြူနစ်ဝါဒမပြိုလဲသေးသလိုကမ္ဘာ့စက်ကုံမှာစီးရဲတိုက်ပွဲမပြီးသေးပါဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့နိုင်ငံက88အုံကြွမှုဟာဆိုရှယ်လစ်အစိုးရကိုဖြုတ်ချနိုင်ပြီးနိုင်ငံကိုတပါတီနိုင်ငံရေးစနစ်ကနေပါတီစုံစနစ်လမ်းကြောင်းပေါ်ကိုတင်ပေးနိုင်ခဲ့ပါတယ်အစ်စ်ထွက်ပေါ်လာတဲ့နိုင်ငံရေးပါတီအများစုဟာမဆလာပါတီကိုပြောင်းဖွဲ့လာတဲ့တိုင်းရင်းသားစီလုံးညွန်ကြီးပါတီတဆညာကိုအနိုင်ယူပြီးဒီမိုကရေစီအစိုးရတရက် ဖွဲ့ကွင်းရဖို့မျှော်လင့်ခဲ့ကြပါတယ်။ပါတီပေါင်း63ပါတီဝင်ရောက်ရှင်ပြိုင်တဲ့1990ရွေးကောက်ပွဲမှာကြီးစုထောက်ခံတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအများဆုံးနိုင်ပြီးဂျန်တိုင်းနိုင်ငံဒီမိုကရေစီဖွဲ့ချုပ်ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့လည်းသူတို့ဒေသတွေမှာအသီးသီးနိုင်ခဲ့ကြပါတယ်။တဆညာကတော့ရှုံးကြီးရှုံးခဲ့ပါတယ်။ဒါပေမဲ့စစ်အစိုးရကရွေးကောက်ပွဲရလဒ်ကိုအတိမဲ့မပြုတ်ခဲ့တဲ့အပြင်ရွေးချယ်ခံရတဲ့တော်ကိုယ်စားလှယ်တွေအများစုကို ဖမ်းဆီးထောင်ချခဲ့ပါတယ်1990ရွေးကောက်ပွဲရလဒ်ဟာ1988ဒီမိုကရေစီရည်ရွယ်ပုံကထွက်ပေါ်လာတဲ့အဓိကနိုင်ငံရေးမှတ်တမ်းတစ်ခုဖြစ်ပါတယ်ဒါကိုနိုင်ငံရေးရတရားဝင်မှုအဖြစ်နဲ့နိုင်ငံတကာအတိုက်အဝန်းကစီအိုစုကိုဖိအားပေးဖို့နိုင်ငံရေးလက်နက်တစ်ခုအနေနဲ့သုံးခဲ့ကြပါဒီအခြေအနေတွေဟာ88ဒီမိုကရေစီရည်ရွယ်ပုံကယူဆောင်လာတဲ့အရေးပါတဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပါတယ် ပါရီနိုင်ငံရေးလမ်းကြောင်းနဲ့အတူစစ်အာဏာရှင်ဆန့်ကျင်ရေးအခြားပုံစံတစ်မျိုးပေါ်ထွက်လာပါတယ်။တစ်ခုကတော့ M Struggle AS ဆိုတဲ့နက်နက်ကင်တော်လန်ရေးဖြစ်ပါတယ်။နောက်တစ်ခုကတော့တရားဝင်ရည်တည်ခွင့်မရတဲ့ကျောင်းသားတမက္ကတွေရဲ့ရှုပ်ရလှုပ်ရှားမှုဖြစ်ပါတယ်။ဒီလှုပ်ရှားမှုနှစ်ခုလုံးကိုကျောင်းသားတွေကဥဆောင်ကြတာပါ။အာဏာသိမ်းမှုနဲ့အတူဆန္ဒပြပွဲတွေအကြမ်းဖက်နှိမ်နင်းခံရတဲ့နောက်ပိုင်းမှာတော့နက်နက်ကင်လမ်းစဉ်ကိုလိုက်ဖို့မြို့ပေါ်ကကျောင်းသားတွေ တိုင်းသာလက်နက်ကင်အဖွဲ့အစည်းတွေရှိတဲ့နဇက်ဒေသတွေကိုသွားရောက်ခဲ့ပါတယ်တောက်ခိုတဲ့ចောင်းသားလူငယ်တပေါင်းလောက်ထိရှိမယ်လို့ခံမှန်းကြပါတယ်သူတို့တွေကမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားမဒီမိုကရက်တစ်တဦး ABSDF ကိုចောင်းသားတက်မတော်အဖြစ်ဖွဲ့စည်းခဲ့ပါတယ်မြို့ပေါ်တွေမှာကြံခဲ့တဲ့တမကအဖွဲ့ဝင်ចောင်းသားတွေကလည်းစစ်ဆိုးအပ်ဆန့်ကျင်ရေလှုပ်ရှားမှုဆက်လက်ရှုတ်ဝဲဆောင်ရွက်ခဲ့ကြပါတယ်ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့ចောင်းသားတမကတွေက ပြည်သူလူထုကိုနိုင်ငံရေးအသည့်노ကြားနေစေဖို့တရင်တွေမျက်ခြေမပြတ်ဖို့အတွက်မျိုးလေကောင်မှာကြောက်ကြားဆန္ဒပြတာမြေောက်နိုင်ငံရေးစာဆောင်တွေနဲ့ကြညာချက်တွေကိုထုတ်ဝေဖြန့်ကြည့်တာစတဲ့လှူရှားမှုတွေကိုအဖမ်းခံထောင်ကျတဲ့အထိတောင်ဆောင်ရွက်ခဲ့ကြပါတယ်။အဲ့ဒီညီလန်းသုံးခုဖြစ်တဲ့နိုင်ငံရေးပါတီတွေမြေောက်ကျောင်းသားတမကတွေနဲ့လက်နက်ကင်တော်လန်ရေးတို့ဟာစစ်အစိုးရကိုဖိအားပေးရမှာတခုနဲ့တခုအထောက်အကူပြုတယ်လို့ ဲ့ဒီအချိန်နိုင်ငံရေးမှာပါဝင်လို့ရှားတဲ့သူအများစုကယုံကြည်ထားကြပါတယ်။ဒါပေမဲ့ကျောင်းသားလက်နက်ကင်တော်လန်ရေးကတော့ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး။နံပါတ်၁အကြောင်းကတော့တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေဟာကျောင်းသားတက်မတော်ကိုကူညီပေမဲ့အပြည့်အဝပူပေါင်းမတိုက်ခက်ခဲ့ပါဘူး။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စေအိုစုကလူငိမ့်ခွင့်ပေးတဲ့အခါမှာထောင်ထဲချီတဲ့ကျောင်းသားတွေလက်နက်ကင်ဟာစွန့်ပြီးအိမ်ပြန်ခဲ့ကြပါတယ်။ တချို့လဲတတိယနိုင်ငံတွေလို့ခေါ်တဲ့နောက်နိုင်ငံတွေမှာနိုင်ငံကြီးခိုလုံဖို့တော်ရက်ကနေဖွက်ခွာခဲ့ကြပါတယ်နောက်ထပ်အရေးကြီးတဲ့အကြောင်းရင်းတစ်ခုကတော့စစ်အစိုးရရဲ့အတွင်းမှုတစ်ထောက်လန်းရေးအကြီးကဲဗိုလ်ချုပ်ခင်ညွတ်ဦးစီးတဲ့အပြစ်အခက်ရစဲရေးသဘောတူညီချက်ကြောင့်ဖြစ်ပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝါပီသွေးစီညွညွရေးတပ်မတော် UWSA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဝန်ပြည်သိပါတီ NMSP တို့အပါအဝင်အဓိကကျတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာစစ်အစိုးရနဲ့အပြစ်ခက်ရစဲရေးသဘောတူစာချုပ်တွေတဖြည်းဖြည်းချုပ်ဆိုခဲ့ကြပါတယ်။နောက်ဆုံးအပြစ်ရတဲ့အဖွဲ့ပေါင်း18ဖွဲ့လောက်အထိရှိခဲ့ပါတယ်။နိုင်ငံရေးမြင်ရကြည့်မယ်ဆိုရင်ဒီအပြစ်ရစဲရေးဟာစစ်အစိုးရကို တိုက်နေတဲ့အင်အားစုတွေအကြားတွေးခွဲဖို့စစ်အစိုးရရဲ့နိုင်ငံရေးလက်ကွက်တစ်ခုဆိုတာသိတာပါတယ်။အဲ့ဒီအချိန်မှာစစ်အစိုးရအတွက် အဓိကရန်သူနိုင်ငံရေးအင်အားစုနှစ်ခုရှိပါတယ်ပြည်တွင်းကပါတီတွေအပါအဝင်နိုင်ငံရေးအင်အားစုတွေနဲ့၂၁လျှောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပဲဖြစ်ပါတယ်ဒီအင်အားစုနှစ်ခုမှာပြည်တွင်းနိုင်ငံရေးလမ်းကြောင်းကအားကောင်းတာရဲ့စစ်အုပ်စုအတွက်အနီးကပ်ရန်သူဖြစ်တာကြောင့်မို့ဗိုလ်ချုပ်တွေအတွက်ပိုပြစ်မှတ်ထားဖို့အဓိကကြပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေကိုအပြစ်ခက်ရဲစဲလက်မှတ်ထိုးပြီး အထူးစီးပွားရေးလှုပ်ကြံခွင့်တွေပေးလိုက်မယ်ဆိုရင်နိုင်ငံရေးစစ်မှန်တာတခုယော့သွားမှာမို့စစ်ဆိုးရကတွက်ချက်ပီတာကိုလှုပ်ခဲ့တာပါအဲ့ဒီအချိန်မှာသူတို့ရဲ့အတိတ်ရန်သူဖြစ်တဲ့ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကိုပိုပြစ်မှတ်ထားချေမုန်းခဲ့ကြပါတယ်နိုင်ငံရေးပါတီတွေရဲ့ခေါင်းဆောင်တွေသာမကလူငယ်အဖွဲ့ဝင်တွေတိုင်းသားပါတီခေါင်းဆောင်တွေနဲ့အမတ်တွေကျောင်းသားတမက အဖွဲ့ဝင်တွေကိုထောင်ထဲချပြီးဖမ်းဆီးနှိရှေထောင်ချခဲ့ပါတယ် အဲ့ဒီစစ်ဆိုးရရဲ့ divide and conquer ဆိုတဲ့နိုင်ငံရေးဗျူဟာအောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်88ရေတော်ပုံနောက်ပိုင်းနိုင်ငံရေးအခြေအနေတစ်ခုလုံးကိုတရုတ်ခွဲကြည့်ရင်အဓိကမျိုးပြနိုင်ငံရေးအင်အားစုတွေဖြစ်တဲ့နိုင်ငံရေးပါတီတွေကိုပိုင်းအုပ်ချုပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှုတွေကြားမှာဒီမိုကရေစီရဲ့ရည်မှန်းချက်တွေကွဲပြားနေသေးတယ်လို့ဟန်ချက်ညီတဲ့နိုင်ငံရေးပုံစံလည်းမရှိခဲ့တာကိုတွေ့ရပါတယ် ဒါတွေကတော့88နောက်ပိုင်းမှာ AS ဆိုတဲ့တနေ့ကင် တော်လန်ရေးမအောင်မြင်ခဲ့ရတဲ့အရင်းခံအကြောင်းတရားတချို့ပါပဲ88နဲ့လုံးဝမတူတဲ့2021ရဲ့အဓိက အချက်နှစ်ချက်ကိုပြန်ကောက်ရရင်2021မှာပြည်သူအများစုရွေးချယ်ထားတဲ့ပူပူနွေးနွေးရေကောက်ပွဲရလက်ရှိတယ်ပြည်သူအစိုးရလည်းရှိတယ်အဲ့ဒီအခြေအနေမှာစစ်တပ်ကအာဏာသိမ်းပြီးရေကောက်ပွဲ ပြန်လုပ်မယ်ပြောတာဟာ ည်သူတရက်လုံးအတွက်လုံးဝလက်မခံနိုင်စရာဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီမိုကရေစီပြန်ပေးဖို့ရွေးကောက်ခံအစိုးရကိုအာဏာပြန်လွှဲဖို့တောင်းဆိုတဲ့ຫນွေဥတော်လှန်ရေးပေါ်ပေါက်လာခဲ့တာပါ။တောင်းဆိုမှုတွေကိုစစ်တပ်ကရဲရဲစက်စက်နှိမ်နင်းတဲ့အခါမှာနောက်တစ်ဆင့်ဖြစ်တဲ့လက်နက်ကင်တော်လှန်ရေးကိုလုံးဝပြောင်းသွားခဲ့ပါတယ်။၂021မှာရန်ကုန်အပါအဝင်မြို့ကြီးတွေကကျောင်းသားလူငယ်တွေသာမကတိုင်းရင်းသားပြည်နယ်တွေကလူငယ်တွေပါရရလက်နဲ့ဆွဲကင်တော်လှန်သလို လက်နက်ကင်တိုင်းရင်းသားအဖွဲ့တွေရှိတဲ့နဇက်ဒေသတွေမှာလည်းသူတို့ကိုယ်တိုင်တပ်ဖွဲ့တွေကိုထူထောင်ပြီးစစ်ကောင်စီကိုတိုက်ခိုက်ခဲ့ကြပါတယ်ဒီနေရာမှာအရေးကြီးပြီး88တုံးကနဲ့မတူတာကတော့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အများစုကပါ လူငယ်လက်နက်ကင်အဖွဲ့အသစ်တွေကိုအပြည့်အဝကူညီတယ်လို့ဥဆောင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အန်ယူဂျီကလည်း PDF တွေဖွဲ့ပြီးတိုက်တယ်လို့တော်လိုင်းရေးအဖွဲ့တွေကိုတက်နိုင်တဲ့ထောက်ပံ့မှုတွေပေးခဲ့ပါတယ်နိုင်ငံရေးရည်မှန်းချက်တွေတူလာတဲ့သဘောပါ ီလောက်ဟန်ချက်ညီပြီးပူပေါင်းတိုက်တဲ့လက်နက်ကင်တော်လန်ရင်မျိုး88မှာရောသမိုင်းတလျှောက်မှာပါမရှိခဲ့ပါဘူး။ဒါကြောင့်လဲ2023နဲ့24စစ်စင်ရေးတွေမှာစေအုပ်စုပေါ်မကြုံဘူးတဲ့အောင်မြင်မှုတွေရခဲ့ကြပါတယ်။နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့88နဲ့မတူဘဲလက်နက်ကင်တော်လန်ရေးကို ပြည်သူကထောက်ခံယုံတာမကငွေကြေးအရအများကြီးထောက်ပံ့နိုင်ခဲ့ကြပါတယ်။ဒါကခင်းတစ်ခုကြမှာဤပညာကွာဟမှုကြောင့်လဲပါပါတယ် ရှစ်စစ်ရှစ်မှာမိုဘိုင်းဖုန်းအင်တာနက်မပြောနဲ့လိုင်းဖုန်းတော့ကောင်းကောင်းမရှိတဲ့ခေတ်အခုကတော့ online ကနေတဆင့်အများကြီးထောက်ပံ့နိုင်ခဲ့ပါတယ်ရှစ်စစ်ရှစ်နောက်ပိုင်းမှာရွေးကောက်ပွဲလမ်းကြောင်းကိုပြည်သူကလက်ခံခဲ့ပေမဲ့အခု2021မှာစကားဆရဲ့ရွေးကောက်ပွဲကိုပြည်သူတွေဘာလို့ဆန့်ကျင်လဲဆိုရင်ခုနဆွေးနွေးခဲ့သလို88နဲ့21ရဲ့နိုင်ငံရေးနောက်ခံအခြေအနေတွေခွာခြားလို့ပါ စစ်ကောင်စီရွေးကောက်ပွဲကိုပြည်သူအများစုကလက်မခံတဲ့အပြင်2021ခုနှစ်အာဏာသိမ်းနောက်ပိုင်းမှာမပုံတင်တဲ့နိုင်ငံရေးပါတီတွေကိုစစ်ကောင်စီနဲ့ပူးပေါင်းတဲ့ကြံရပါတွေအဖြစ်သတ်မှတ်ကြပါတယ်။အကြောင်းကတော့အဲ့ဒီပါတီတွေဟာ2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ခဲ့တဲ့စစ်ကောင်စီလုပ်တဲ့ရွေးကောက်ပွဲမှာဝင်ပါပြီးတမိုင်းကိုပြောင်းပြန်ပြန်ရေးဖို့စူးစမ်းနေတဲ့အတွက်ကြောင့်ပါပဲ88နဲ့17မတူတဲ့အတွက်ရလက်တွေလည်း တူမဲလို့မျောလင်းလို့မရပါဘူး2021ဆန္ဒပြပွဲမှာလူငယ်တွေကြွေးကြော်ခဲ့ကြတယ်လို့ပဲ88ကအချိုးတွေ27မှာလာမချိုးနဲ့လို့ပြောရမှာဖြစ်ပါတယ် Stay strong collect